အသေးဆောင်ကြတော့ကိုယ့်ရဲ့ character နဲ့ character ဟိုလမ်းညွှန်တာတစ်ခုပဲအကောင့်တက်ပေါ်ရတယ် character ကြတော့ဒီစကားထဲမှာပါတဲ့တုတ်ဆောင်တိုင်းရဲ့ဟော action တွေလိုအပ်ချက်တွေကိုလမ်းညွှန်ပေးရတယ်ချိန်မှာကျွန်တော်နှကဒါနဲ့ဆို၄ကားမြောက်ပါ၄ကားမြောက်ပါတော့နှကားတော့ရုပ်တံပြင်ပြီးပါပြီတကားကတော့ကျွန်တော်စင်စာတင်ထားတယ်အဲစင်စာပြင်ဆင်ချက်လေးကိုကျွန်တော်ပြန်လုပ်ပေးရမယ်အဲပြန်လုပ်ပေးပြီးတော့ဒါတော့ချား channel တွေကနေတော့ပြန်လွှင့်မယ်ပေါ့နော်အဓိကကတော့မြန်မာအသံရုပ်သံအတွက်ကျွန်တော်ရက်ခုပေးတာပါဟုတ်ကဲ့အာဒီကားကကျွန်တော်ရှေ့တကားပြီးတဲ့ကကျွန်တော်ဖန်ဖန်တီထားတော်တော်ကြာပြီပေါ့နော်အဲ့ခုအဲ့ကားလေးကိုတော့အဲစေကူးပုံဖော်ဝင်ရပြီပေါ့အဲ့အတွက်ဒီကားလေးကိုကျွန်တော်အခုစရိုက်မယ်အဂရိုဝဲပေးဖြစ်တာပေါ့ကြောက်ဆုံးသွားတော့၄ရက်များဆိုရဲကောင်းစင်တယ်ပေါ့ဟုတ်ကဲ့ရှေ့မှာကျွန်တော်နှစ်ကားဒါနဲ့ဆို၄ကားမြောက် ဒီကမြောက်ပေါ့နော်နှစ်ကားကတော့ရုပ်တံတွင်ပြီးွားပြီတကားကတော့ကျွန်တော်စင်စာတင်ထားတယ်အဲစင်စာပြင်ဆင်ချက်လေးကြီးကျွန်တော်ပြန်လုပ်ပေးရမယ်အဲပြန်လုပ်ပေးပြီးတော့ဒါတော့ခြား channel တွေကနေပြန်လွှင့်မယ်ပေါ့နော်ဒီကားကတော့မြမအတန်ရုပ်တံအတွက်ကျွန်တော်ရိုက်ကူးပေးရပါဟုတ်ကဲ့ကျွန်တော်ကပုံမှန်ဆိုရင်တော့အစိုးရစိတ်ရှိကောင်းရှိလိမ့်မယ်အဲ့အဲ့ဒါဒါလောက်ခွတ်တက်ကကြတော့ကျွန်တော်ရုပ်ရှင်အစည်းအဝေးမှာလည်းတင်တဲ့နေတက်ထားတယ်။နောက်ကျွန်တော်စတူဒီယို35မှာလည်းကျွန်တော်တင်တဲ့နေတက်ထားတယ် ဲ့အတွေ့အကြုံကကျွန်တော်မှာရှိတယ်။နောက်အခုဒီပြီးခဲ့တဲ့2023 2024မှာဆိုလို့ရှိရင်လည်းကျွန်တော် AES မြန်မာမှာကျွန်တော်ကျောင်းတက်ပြီးတော့ကျွန်တော်ဒရိုက်တာဘွဲ့ကျွန်တော်ကျူထားတယ်။အဲ့မှာကျွန်တော် film making ကျွန်တော်တက်ထားတယ်။အာဒရိုက်တာဒီငါးတခုရယ်နေဖို့ကျွန်တော် script ပိုင်းရောကျွန်တော် production producer ပိုင်းရောကျွန်တော်အများကြီးကျွန်တော်ဟိုတင်ထားတယ်အဲ့မှာလဲကျွန်တော်ဘွဲရထားပြီးအဲ့ရပြီးတော့မှကျွန်တော်ဒီထားယူတော့လောက်တာပေါ့ အဓိကတော့အမှန်တိုင်းပြောရရင်တော့ကျွန်တော်ငငယ်လေးတည်းကကျွန်တော်ပြုတ်ဆောင်တန်းတန်းစတက်ခဲ့ဟိုကကျွန်တော်ဒရိုက်တာကြီးနေကျွန်တော်တွေ့ခဲ့ကျွန်တော်ရဲ့လက်ဦးဆရာတဲ့မှာဆိုလို့ရှိရင်ဒရိုက်တာဦးပကြည်ဖိုးမိုးတို့ဦးကြည်ဖိုးထွန်းတို့နောက်ဒရိုက်တာဆရာကိုစောဆက်တို့အဲ့အများကြီးပါတယ်နောက်ဟိုရဲဝင်တန်းတို့ပြီးတော့ဆုံးသွားပြီပေါ့နော်အနောက်ဇညုံမှာဆိုလို့ရှိရင်ဥညိမင်းဆရာကြီးအများကြီးရှိတယ်။သူတို့အကုန်လုံးကနောက်ဆုံးအနှစ်ချုပ်မှာဆိုလို့ရှိရင်အမှုပညာသမားတယောက်ကအဲဒီဒိုက်တာကိုပဲ ိုပြီးတော့အားထားတင်နေဆိုတဲ့အရာလေးကိုဟိုဇောင်းပေးပြီးပြောတာမဟုတ်ဘူးမဲ့သူတို့ရဲ့ပြောတဲ့ဒီစကလုံးတွေကအဲ့လိုပဲတာသွားတာမြင်ရတယ်။ဟိုအရင်ခေတ်ကတိုးဆောင်မင်းသားကြီးဆိုလို့ရှိရင်လေသူတို့ပုံဖော်ခြင်းနဲ့ကားမျိုးဆိုရင်သူတို့ကိုယ်တိုင်ဒီဇိုင်နာလုပ်ပြီးတော့အာလောက်ကြတဲ့ဟာလို့လေးရှိတယ်ဟိုဥမာပြောရင်တော့ဥဝင်းဥတို့ညုံဝင်းတို့ကလည်းသူတို့ကိုယ်တိုင်ပဲရိုက်ခဲ့တယ်သူတို့ကိုယ်တိုင်ပဲတိုးဆောင်တယ်အဲ့ဒီဟာတွေအကုန်လုံးကျွန်တော်စာရေးတင်ခဲ့ရမှာစာတွေမှာအရင်ကျွန်တော်တို့စိုးမှုရယ်ပေါ့နော်ဒါမှကျွန်တော် ခက်တုံးကငယ်တဲ့ခါကျတော့အဲ့လိုတိုးရတယ်ဟိုနေရာပါဖို့ဒီနေရာပါဖို့ဒိုက်တာရင်းနဲ့တာဇာရဖြစ်အောင်နေရတယ်အများကြီးပေါ့နော်အဲ့ကြားမှာကျွန်တော်ပထမဆုံးအဲလက်တွဲခဲ့ဒိုက်တာဦးဦးမျိုးမင်းတို့ရှိရအဲ့လိုအများကြီးပဲကျွန်တော် အများကြီးပဲလေ့လာခဲ့ရတည်ယူခဲ့ရဟိုဆိုတော့ဟိုကျွန်တော်တို့ကဟိုစာတွေ့တွေကဟိုဘယ်လိုခေါ်မလဲသင်ကြားမှုတွေနောက်အဲ့ဆရာတွေရဲ့ရိုက်ကူးရေးတွေမှာလိုက်ပြီးတော့မြင်တွေ့ခွင့်ရတဲ့ဟာတွေပေါ့ကျွန်တော်မှတော်တော်များတယ် အဲဒါမဲ့ကျွန်တော်တို့နိုင်ငံမှာကြာတော့ဒီလိုစနစ်တကျနဲ့ဒီအမှုပညာရက်ကိုအလိုသင်ယူတွေပိုင်းနဲ့သင်တာမျိုးလည်းမရှိဘူးเนาะနောက်ပိုင်းတော့ယဉ်ကျေးမှုတက္ကသိုလ်မှာအာစာတို့တွေပိုင်းတော့သင်တာတော့ရှိတယ်ဒါမဲ့အရင်ကြီးလည်းတခြားနိုင်ငံတကာတွေပြည်စုံမယ်လို့လည်းမထင်ဘူးအဲ့တော့အများကြီးလိုအပ်ချက်တွေတော့ရှိသေးတယ်ဒါမဲ့အဲ့ဒီအချိန်တွေကခုနပြောသလိုပေါ့เนาะကျွန်တော်စိတ်ထဲမှာဒရိုက်တာဖြစ်ဖို့ပဲစိတ်ဆူကြီးရှိတယ်ဒါမဲ့လက်တွေ့မှာကိုကငယ်နေသေးတဲ့အခါ အဲလူသိအောင်လုပ်ဖို့လုပ်ရမယ့်အခါကိုရောက်နေတဲ့အနေအထားနဲ့အာကိုနဲ့စာချုပ်ချုပ်ထားတဲ့ဗီဒီယိုထုတ်လို့ရေးနေတဲ့အလိုလိုအခါခုနတိဥဆောင်ဘက်ကြီးပဲကျွန်တော်လုပ်ပါအခုနည်းနည်းဈာထဲမှာအသက်ရွယ်တစ်ခုရလာအချိန်ကားတစ်ခုရတယ်ဆိုတော့ကျွန်တော်မှဟိုဖန်တီးခြင်းနဲ့စကားကြီးလည်းအများကြီးရှိတယ်နောက်ကျွန်တော်တက်ကတူနောက်ဆုံးနှစ်ခါကျွန်တော်ရေးထားတဲ့ story ဇလန်းတွေရတယ်အများကြီးရှိတယ်ဘောနော်အဲ့ဒီတော့ ဟိုဖုန်းတွေပါရအောင်တိတ်မပေါ်သေးဘူးကျွန်တော်စာအုပ်နဲ့ပလာစာအုပ်နဲ့ပဲချချရေးခဲ့ရတဲ့ဟာတွေပေါ့အဲ့ဒါလေးတွေကကျွန်တော် တကုံချမ်းလေးတွေပေါ့နော်အဲ့ဒီဟာလေးတွေဒီဇိုင်းစားနဲ့အခုဒီလိုချိန်မှာအာကျွန်တော်ဖြည်း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 ချင်းအကောင့်ထဲပေါ်ဖို့ဆိုစိတ်ကူးလေးရလိုက်ခါကျတော့ဒါလေးကြီးလုပ်ချင်တာပေါ့အဲတေးဥဆောင်ကြတော့ကိုယ့်ရဲ့ character နဲ့ character ဟိုလမ်းညွန်တာတစ်ခုပဲအကောင့်ထဲပေါ်ရတယ် character ကြတော့ဒီစကားရဲ့မှာပါတဲ့တေးဥဆောင်တိုင်းရဲ့ ဟော action တွေလိုအပ်ချက်တွေကိုလက်ညွန်ပေးရတယ်။နောက်ဒီ scene တစ်ခုနဲ့တစ်ခုမှာအချိန်ဆက်တွေရှိရယ်ဇလန်းရဲ့ချိုးကိုရတန်ဖိုးတွေရှိရယ်။နောက်အဲ့ဒီဟာတွေကိုကုစိတ်ကြိုက်တစ်ခုနဲ့ပြန်ပြီးလို့မရဘူး။ခက်ကာလာမှာပြည့်သက်တရားဘယ်နေရာကိုသဘောချလိုက်မလဲ။အခုဆိုလို့ရှိရင်တော့ကျွန်တော်ခက်စကားပြောလို့ပွဲရှာတာပေါ့နော်။အာဘယ်နေရာလေးကပြည့်သက်ကိုအာကနေခင်းနဲ့ပြောင်းဝင်ဖန်လိုက်မလဲ။ဒါမှမဟုတ်ရှင် အခုဆိုအများကြီးပဲ technique တွေရှိရတာကိုရင်တော့လူ technique တွေကလဝါချင်းရိုက်ရတဲ့ technique အခုဆိုရှင်အာယုံရအောင်ကျွန်တော် dark side နဲ့ပေါ်ပြမလား positive နဲ့ပဲပေါ်ပြမလားအများကြီးပေါ့နော်အဲ့ဟာတွေအကုန်လုံးက driver တယောက်ရဲ့ဦးနှောက်ရှိရလာတာဆိုတော့ညားပါတယ်သူ့အတွေ့အကြုံတွေ့ရင်တွေ့သလောက်ကျေပြန်ရင်ကျေပြန်သလောက်တာသွားတာဆိုတော့တေးဥဆောင်နဲ့ driver နဲ့ရတော့အများကြီးကွာပါတေးဥဆောင်ကတော့သူတူတယောက်တည်းအတွက်အဲပြိတ္တတီအယုံဆိုင်ရဖို့သူဦးတယောက်တည်းအတွက်တော်ချောင်းကိုသူအခြေသေးပြဖို့ ਨੇ ေဟာကိုပဲသူကစောင်းပေးပြီးလောက်ရတယ်ဒရိုက်တာကြတော့အရာကြီးတစ်ခုလုံးဖန်တီးပြီးတော့မှအဲသူဖန်တီးတဲ့အရာကြီးတစ်ခုလုံးပိတ်သက်တွေလက်ခံအောင်ဟိုမဲဆွဲပြရတာဆိုတဲ့သဘောရောက်တာဆိုတော့နည်းနည်းတော့ကွာပါတာဝန်နဲ့ကြီးပါတွေ့ကြုံနေတဲ့လူအသက်ငယ်တဲ့သူတွေတမတော့နည်းနည်းလေးတော့အဲခက်ခဲဖြစ်တဲ့ပုံစံလေးပါဒါပေမဲ့တချို့ပြုတ်ဆောင်နေရဒါရီကိုနားလေတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲသူတို့ကသူတို့အလုပ်ပဲသူတို့တာဝန်ယူပြီးလုပ်တဲ့ခါကျရင်ဒါရီက ောင်းကြောင်းနဲ့နားလည်မှုရှိရပါတော့ professional ဆန်တဲ့ခါကျတော့သူ့လို့သူ့လို့ကိုလို့ကိုလို့ကိုလိုချင်တဲ့ဟာလေးတွေကိုသူ့ဆွပြလိုက်သူ့ကလိုက်လို့လဲအချို့နုပညာသမားတွေကြောင့်ကိုကအရန်ကိုအတွေ့အကြုံနုတဲ့ခါကျတော့သူကထောက်ပြရေးရှိတယ်အခုထောက်ပြတာတွေမှာကောင်းတာဆိုရင်ကိုကအလက်ခံပြီးကောင်းသွားမှာလို့တော့မရဘူးအဲ့ခါကျရင်တော့အလုပ်ကတွင်မှလည်းမဟုတ်ဘူးအဲမိတ်လည်းပြတ်သွားနိုင်တယ်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်အဲကိုထက်ဝိုင်းရင်တပါရင်အတွေ့အကြုံရှိတဲ့လူတွေနဲ့အလုပ်လုပ်တဲ့ခါကျတော့အများကြီးထက်ခဲလည်းရှိတယ်ဒါဒီသက် 60 90လူကြီးတွေနဲ့စကားပြောလိုက်လို့ရှိရင်အဲ့လူကြီးတွေပြောနေကြတဲ့စကားကြီးငါတို့ခေတုံးကဘလို့ငါတို့ခေတုံးကဘယ်ပစ္စည်းကဘလောက်နဲ့ရတာငါတို့ခေတုံးကဘလိုမျိုးပျော်ရွှင်မှုတွေရှိတာပြောကြမင်းတို့ခေတ်မှာဘလို့အဲ့သဘောတရားလို့ပေါ့နော်2090ရောက်သွားအချိန်မှာဒီဘက်ခေတ်မှာဘလို့ဒီဘက်ခေတ်မှာဘာတွေကောင်းနေဘာတွေမကောင်းအဲ့အဟောပြပြောခြင်းနဲ့ presentation ကိုကျွန်တော်ဒီမှာပြတာကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကခေတ်နောက်ပြန်သွားတယ်ဟိုခေတ်ကိုပြန်ဘဲလုံခဲ့တော့ဘယ်နှစ်က အဲ့လိုမျိုးလေးပြန်သွားတယ် presentation မှာပဲတူတူပါပဲကျွန်တော်ကတော့ခစ်ရှိကိုအရင်ကြိုပြလိုက်ပြီးမှဒီဘက်ခစ်ကိုပြန်လာပြမှာအဲ့ပုံစံလေးနဲ့ပဲသွားမှာပေါ့เนาะဒါပေမဲ့ခုနပြောလို့ပေါ့ခစ်ကာလာကမတူဘူးဆိုတဲ့ခါကျတော့အဲ့ချိန်အဲ့ကာလာမှာဘာဖြစ်မလဲကျွန်တော်လည်းမသိဘူးကျွန်တော်လည်းအသက်ရှင်နေမှာရှင်တော့ပေါ့เนาะလိုက်ကြည့်ချင်းပြီးဝေဖယ်ချင်တဲ့လူတွေအဲ့ချိန်လေးစောင့်ကြည့်ပေါ့ဒါတော့ကျွန်တော်စစ်ကူနဲ့ကျွန်တော်ဖန်ပြီးပါပေါ့เนาะဒါကကျွန်တော်နဲ့အတူဖန်ပြီးပေမဲ့အဲကျွန်တော်နဲ့အတူចောင်းတက်တုံးကလူတွေအကြံပေးထားတဲ့ အနည်းပညာတွေပါမယ်။နောက်ကျွန်တော်လည်းလက်တွဲနေတဲ့အဲကျွန်တော်ဖြစ်ချင်တဲ့ဟာလေးတွေကိုနည်းနည်းလေးပပနည်းနည်းပပပေါ့နော်ဖန်ပြီးနိုင်မဲ့ CGI တွေမှာရပါတယ်သူတို့ရဲ့အဲနည်းပညာ effect တွေသူတို့ရဲ့ရေချင်းတွေလည်းဒီကမှတွေ့ရမှာပါဟုတ်အဲဇက်လန်ရဲ့အမျိုးသားကလည်းတူချင်မှတူမယ်အဲဒီဟာကကြတော့ဟိုပြည်သက်တွေ ကျိုင်းနေတဲ့အပိုင်းတွေရှိတယ်ဒါကတော့အများကြီးပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီအလူပညာကိုဖန်တီးရဲ့လူတွေရဲ့ပုံမှန်မူတည်ရပေါ့အဲတော့ချိုးကြတော့ပြိသက်အကြိုက်ကိုဖန်တီးကြရတယ်ပြိသက်အကြိုက်ကိုဖန်တီးတော့ခါကြတော့ပြိသက်တွေကြိုက်ကြရတယ်ချိုးကြလည်းဆိုအရန်ကောင်းပါလေကိုဖန်တီးရဲ့အရာကိုပဲပြိသက်ကိုကြိုက်စေချင်တယ်ကြိုက်ချင်လဲကြိုက်မကြိုက်ချင်လဲမြေပေါ့နော်အမျိုးစုံပေါ့ဘာဖြစ်လို့ဆိုတော့ဟိုကျွန်တော်ဥပမာပြောရရင်ချိုးပြိသက်တွေကအားပေးတယ်ဆိုရင်လောင်နာကြိုက်ချင်ပါလေကြိုက်ချိုးပြိသက်တွေကအဲဒါတော့ဟို ပျော်ရအောင်လဲချင်ချင်ကြိုက်တယ်အထူးကြိုက်ထူပရိသတ်တွေကြောက်လဲရုပ်ရှင်ကြည့်ချင်ပါလဲကြည့်ပါအမျိုးစုံပဲပေါ့နော်အမျိုးစုံကြတော့ကျွန်တော်ကြတော့ဒီဇက်ကားကကြတော့ဒီရုပ်တန်ကလူတွေကသူကဖန်ပြီးဖို့ကျွန်တော်ခွင့်ပြုတယ်ခွင့်ပြုတဲ့အပေါ်မှာကျွန်တော်ကဒီဟာတွေကိုပုံဖော်လို့ရတာအဲကျွန်တော်စိတ်တိုင်းကြဇလန်းဆိုရင်တော့အဲတခြားဇလန်းအယူဆမျိုးတခုဖြစ်ကောင်းဖြစ်နေတယ်ပေါ့နော်အဒီတဲမှာကတော့ခုနပြောလို့လောင်တဲ့အခန်းလေးတွေပါလာဆိုတော့အဲပိုင်းလည်းပါပါတော့ပါကောင်းလည်းပါပါပါဟုတ်ကဲ့အွန် ကျိုးဆောင်အနေနဲ့ဆိုရင်တော့ခုနပြောလိုပေါ့ကျွန်တော်သဘောကျတဲ့စက်ရုပ်မျိုးအဲမဖြစ်မနေကျွန်တော်နဲ့လိုက်မယ်ဆိုပြီးတော့ထင်ထားတဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်လုတ်ဖြစ်မှာပေါ့နော်ဟိုချားဟာမျိုးလောက်ဆိုရင်တော့ကျွန်တော်တိတ်ပြီးတော့လုတ်ဖြစ်မှာတုံးပြီးကျွန်တော်တိတ်ပြီးလည်းမလုတ်ရှင်ဘူးကျွန်တော်အဓိကအဲကိုစကူးထဲမှာရှိရဲကားတွေပဲဖန်တီးချင်တာဆိုတော့အဲအဲ့ဟိုပဲပို့ပြီးတော့လောလောဆယ်အချိန်တွေမှာအာယုံရောက်နေတာဆိုတော့ဟိုကိုနဲ့အရန်လိုက်ခတ်မှုရှိရဲကိုင်တာမျိုးလောက်မှသာလေကျွန်တော်ရိုက်ဖြစ်မယ်အဲတရောက် လူကြီးတောင်းရည်တော့၎င်းကြောက်ကြောက်လာပြီးကမ်းလမ်းရည်တော့၎င်းကြည့်လိုက်မှကျွန်တော်နဲ့ကြိုက်မယ်လိုက်မယ်ဆိုမှပဲကျွန်တော်ဖြစ်မှာကျွန်တဲ့ချင်းဆိုတော့ကျွန်တော်တိတ်လို့ဖြစ်မှာမဟုတ်ဘူးဟုတ်အဲဒါကတော့ကျွန်တော်ရဲ့အိမ်မက်ထရာတစ်ခုပေါ့နော်အဲပြောရမယ်ဆိုရင်တော့ရုပ်ရှင်ဆိုင်မှာရုပ်ရှင်မင်းသားဖြစ်တာကိုဈိုက်ပါပါအဲဈိုက်ပါဘူးအဲရုပ်ရှင်ကားလည်းဈိုက်ပါအဲ့တည်းမှလည်းကျွန်တော်အဲ ရင်းသားတယောက်အနေနဲ့လည်းတုံးဆောင်ဥပါပါအဲအဲ့ဒါကတော့ကျွန်တော်ပုံဖော်မဲ့စကူးလေးရတစ်ခုပေါ့နော်အဲလုံးပါပါဒီနှစ်မကုန်ခင်တော့မဟုတ်ရှင်းနေကြရင်တော့အကောင့်နဲ့ပေါ့ဟုတ်ကဲ့အဲအဲ့လိုမျိုးပေါ့နော်ကိုရှိရဟိုလိုဝိုင်းရင်တပိုင်းရင်စီးညာကြီးတွေသူတို့ရဲ့အဲချက်တန်းခဲ့တဲ့ဟာတွေမှာကျွန်တော်တို့အားကြရတဲ့အတူယူပါရှိရတချို့ကျွန်တော်တို့ line မမီတဲ့အရာတွေရှိရဲကျွန်တော်တို့မလုံနိုင်တဲ့အရာတွေရှိရဲအဲ့ဒီဟာဒီနဲ့ထက်တူမဟုတ်ရင်တောင်မှကိုယ်အနေထားနဲ့ကိုဒီလိုမျိုးလေးတွေလုတ်ခဲ့တဲ့ကိုယ့်ရဲ့ history မှာဒါမျိုးလေးတွေဖန်တီးခဲ့ရဆိုတော့လူမျိုးလေးတွေကျွန်တော်ထပ်ဖန်နေလို့မှာပါပေါ့ဟုတ်ကဲ့အာခုဒီကာလာဒီအချိန်လေးที่အကျွန်တော်ရေလို့အတိအမှန်ပြုပြီးအားပေးရပိတ်သက်တယ်ကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝါသနာပါနေသေးစိတ်ကူးရှိနေသေးရုပ်ဆောင်ပပဖြစ်ဖြစ်ဇာတ်ကားတစ်ခုကျွန်တော်ဖန်တီးနေဦးမှာပါအဲ့ခါကျွန်တော်ဖန်တီးတဲ့ထွက်လာတဲ့အမှုပညာလေးတွေကိုဝေဖန်ပေးပါပြီးမှအားပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်